မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်လေစိတ်ကိုရခိုင်တပ်တော် AA နဲ့ပူးပေါင်းတပ်များဝင်တိုက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025နိုဝင်ဘာ15ရက်နေ့နေ့ပိုင်းတွင်နေပြည်တော်လေစိတ်ကိုရခိုင်တပ်တော် Arrogant Army AA နဲ့ပူးပေါင်းတပ်များမှအင်အားကြီးစစ်စင်ရေးတပ်ဖွဲ့များဖြင့်ဝင်တိုက်ခဲ့ကြောင်းဒေသခံများနှင့်စစ်ရေးသတင်းရင်းမြစ်များကသတင်းပေးကြပါတယ် ။တရင်အရာနေပြီးတော့အနောက်ဘက်ရှိလေစိတ်တရာအနီးတွင် မနက်9နာရီဝန်းကျင်ကစတင်ပစ်ခတ်မှုများအကြီးအကျယ်ဖြစ်ပွားခဲ့ပြီးတချို့ဒေသများတွင်မိခိုးတမ်းများမြင်တွေ့ရကြောင်းသိရပါတယ်။အေအေတပ်များနှင့်ပူးပေါင်းတပ်ဖြတ်သည့်ပရိသတ်တပ်အမြောက်တပ်ဖွဲ့တပ်များမှလည်းအထူးအင်အားတပ်ဖွဲ့များပါဝင်လာကြောင်းစစ်ရေးသတင်းဌာနများကဖော်ပြပါတယ်။တရင်အရာလေစိတ်အနီးရှိစစ်ကောင်စီတက်ယုံများကိုပြစ်ခတ်မှုများပြင်းထန်စွာဖြစ်ပွားနေပြီးနေပြည်တော်မြို့အတွင်းတွင်လည်းလုံခြုံရေးတပ်များအလုံးကိုအပြင်းထန်သတိပြုနေကြပါသည်။ တရင်ဆိုင်ရာအချို့တွင်အမျိုးအစားသုံးစစ်လျင်များကိုအစိုးပိုင်းကတည်းကမှမလုံးမွေထားကြောင်းသက်ဆိုင်ရာအရင်းမြင့်များကထပ်ဆင့်အတည်ပြုပါရယ်ထို့တူအေအေတက်မှထုတ်ပြန်ထားသောစစ်မိန်ကြေညာချက်တစ်ခုတွင်နေပြည်တော်သည်စစ်ကောင်စီ၏ဗဟိုမျိုးဖြစ်သည့်အတွက်ပြည်သူအပေါ်ချိုးဖောက်မှုများကိုတာဝန်ရှိသူများအားတိုက်ရိုက်အဖြစ်ထုတ်ပြန်သတ်မှတ်ထားသည်ဟုဖော်ပြထားပါရယ်တို့ရတွင် စစ်ကောင်စီအဖွဲ့ဘက်မှတော့အထူးသတင်းထုတ်ပြန်ချက်မရှိသေးပေ သို့သောနေပြည်တော်ရှိအစိုးရအဆောက်အဦများတွင်လုံခြုံရေးများပြင်းထန်စွာတိုးချဲ့ထားပြီးလေကြောင်းလမ်းကြောင်းအသုံးပြုမှုများကိုခေတ္တရပ်ဆိုင်ထားကြောင်းသိရပါသည်။အခုချိန်ထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြပြီးစစ်ကောင်စီတပ်မှလေကြောင်းဖြင့်နေပြည်တော်နီးပတ်ဝန်းကျင်များကိုဘုံကျဲချနေတယ်လို့သိရပါသည်။စစ်ရှိန်များတဖြည်းဖြည်းမြင့်တက်လာတဲ့အပေါ်ပြည်သူများအထက်စိုးရိမ်မှုများတိုးလာပြီးနေပြည်တော်အတွင်းရှိဒေသခံများသည်မိမိတို့အိမ်များအတွင်သို့နေရာယူထားကြောင်းသတင်းရရှိပါသည်။ ဒီပြည်တော်တွင်တိုက်ပွဲဖြစ်ပွားခြင်းသည်မူလအဖွဲ့အစည်းဖြစ်သည့်တပ်ဖွဲ့များ၏စည်ရေးလှုပ်ရှားမှုအနေနဲ့အရေးကြီးဆုံးအဆင့်တစ်ဆင့်ဖြစ်လာနိုင်ကြောင်းနိုင်ငံရေးလှိလာတုံသက်သူများကတုံသက်ကြပါသည်။ဆလပီ MNDAA ကိုလာရှိုးတီပေါ်ပြည်တော်စုလမ်းမကြီးကနေနိုဝင်ဘာ20ရက်နောက်ဆုံးထားပြီးစစ်ကောင်စီဖိအားပေးဆုတ်ခိုင်းနေတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါသည်။လာရှိုးတီဘောပြည်တော်စုလမ်းမကြီးကနေလာမယ့်နိုဝင်ဘာ20ရက်နောက်ဆုံးထားပြီးတက်ဆုပ်ပေးဖို့စစ်ကောင်စီက PR ပေးနေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကပြောပါရယ် ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်ကလာရှိုးမြို့စစ်နကောင်ဟိုတယ်မှာကိုကန့်တန်းနဲ့စစ်ကောင်စီတပ်ကိုယ်စားလှယ်တွေထပ်တွေ့ဆုံခဲ့ပြီးစစ်ကောင်စီဘက်ကကိုကန့်ဘက်အနေနဲ့လာရှိုးသီဘောပြည်တော်စုလမ်းမကြီးကနေစုပ်ပြီးဖို့ပြောဆိုခဲ့ပြီးကိုကန့်တပ်ကလက်မခံဘူးလို့ဆိုပါတယ်။လာရှိုးသီဘောလမ်းတစ်လျှောက်လုံး20ရက်နေပြန်စုပ်ခိုင်းတာကိုကန့်ကလက်မခံဘူး။သူတို့နေမြေဘယ်နေရာမှာမှမပေးနိုင်ဘူးတဲ့။စကစကတရုတ်အားကိုနဲ့လုံနေတာ လက်ရှိမှာ လာရှိုးမြို့ပြင်ဟိုရရွာမှာစစ်ကောင်စီနဲ့ MNDAA တို့အကြားစစ်ရေးတင်းမာနေပြီးဒီဘော်ဒတာမှာစစ်ကောင်စီနဲ့ MNDAA တို့ဖျက်တမ်းသွာလာခွင့်ကိုအပြန်အလှန်ပိတ်ထားကြပြီးခရီးသွားတချို့မှလည်းပိတ်မိနေတဲ့အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။စစ်ကောင်စီဟာမန္တလေးတီဘော်ပြည်ထောင်စုလမ်းမကြီးကိုထိန်းချုပ်ထားပေမဲ့ဒီဘော်လာရှိုးပြည်ထောင်စုလမ်းမကြီးကိုတော့ကိုကန်တပ်ဘက်ကထိန်းချုပ်ထားတာဖြစ်ပြီးစစ်ကောင်စီကလာရှိုးတီဘော်လမ်းမကြီးတခုလုံးပြန်ထိန်းချုပ်လိုတဲ့အခြေအနေဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ဂျာဝင်စီစံမှုကြောင့်ကိုကန့်တက်မတော် MNDAA ထိန်းချုပ်ထားတဲ့လာရှိုမျိုးပေါ်ကနေရာတွေကိုပြီးခဲ့တဲ့ဧပြီလတည်းမှစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။ဆက်လက်ပြီးရေမြို့နယ်ကနေကမော့ရွာအနီးစစ်ကြောင်းထိုးလာသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်သားတအုပ်သေးဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေမြို့နယ်ကနေကမော့ရွာအနီးစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်သားတအုပ်သေးဆုံးခဲ့ကြောင်း Moon State Revolutionary Force MSRF မှာကြော်ရေးစုခွင့်ရှိသူမိတလညံကသတင်းဌာနကိုပြောကြားပါတယ် နိုဝင်ဘာလ17ရက်နေ့နနက်7:00နာရီကျော်ခန့်နှင့်မွန်းလယ်7:00နာရီကျော်ခန့်တွင်ရေမြုန်နယ်မြောက်ပိုင်းကနေကမော့ရွာအနီးကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုမွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနလက်အောက်ခံတပ်များဖြစ်သည့်မွန်ပြည်တော်လှန်ရေးတပ် MSRF ရေးပြည်သူကာကွယ်ရေးတပ် YPDF နှင့်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်တပ်မှစစ်သားတအူတေဆုံးက၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဒေါ်လန်ရဲ့ရဲဘော်များအတိအကျမရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ရေမြုန်နယ်မြောက်ပိုင်းကနေကမော့ရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲကနှစ်ကြိမ်ဖြစ်ပွားပါတယ်။အစံဖက်စစ်ကောင်စီဘက်ကတပ်သားနှုတ်အပြင်းထန်တိုက်ရိုက်ရရှိပြီးတပ်သားတအူသေးဆုံးတယ်ဟု Mostic Revolutionary Force MSRF မှာပြောရေးဆိုခွင့်ရှိသူမီတလညာကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်တော်လှန်ရေးတပ် MSRF ရေးပြည်သူ့ကောက်ွယ်ရေးတပ် YPDF ရာမညောင်မော်တပ်တော် RME KNL တပ်မဟာချောင်းတရင်29ခွဲတင်တပင်ရွှေတီနှင့်ပြည်သူ့ကောက်ွယ်ရေးတပ်ဖြူဟာ33ဒေါနာချေမုံရေးတပ်ခွဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အလားတူအော်တိုဘာလာပိုင်းကလည်းရေးမြို့နယ်ကနင်ကမော့ရွာအနီးစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုရှားပြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှတက်ချက်တအူးအပါဝင်နှစ်ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးတန်းစင်နှင့်ရွှေကျင်တို့တွင်စစ်တပ်စစ်ကြောင်းနှင့်တပ်ဆွဲထားသောနေရာများကိုတိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးပြီးသနတ်တလက်သိမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းတန်းစင်မြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးပြီးသနတ်တလက်သိမ်းဆီးရရှိခဲ့ကြောင်းတန်းစင် People Different Force ကထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ9ရက်နေ့တွင်တန်ဆယ်မျိုးပြည်သို့ထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုတန်ဆယ် People Different Force မှတော်လှန်ရေးရဲဘော်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီးတနက်တလက်သိမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထို့ပြင်ဘကိုးတိုင်းရွှေကျင်မြို့နယ်တွင်ရှိအကြံဖတ်စစ်တပ်စခန်းများကို drone ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း KNLA အဖွဲ့မှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောပါရယ်အော်တိုဘားလ28ရက်နေ့နဲ့နိုဝင်ဘာလ2ရက်နေ့တို့တွင်ရွှေကျင်မြို့နယ်ဥယျာဉ်ချောင်းကျေးရွာရှိစစ်ကောင်စီတပ်ကိုပုံကျဲတိုက်ခိုက်ခဲ့ကြောင်း အလားတူနှုတ်ဝင်ပါလ9ရက်တွင်လေချွေချင်မြို့နယ်အင်ကနီချေးရွာစင်နကောင်ဖျားဝင်အတွင်အထိုင်ချထားသောအကြမ်းဖက်စစ်တပ်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိခိုက်သေးဆုံးမှုနောက်ဆက်တွဲတရင်မသိရသေးပါဘူး။စစ်ရေးလုံခြုံရေးအရာအတိအကျမဖြေပေးနိုင်တာနားလည်ပေးပါဟု KNL အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါတယ်။ထို့သောတိုက်ခိုက်မှုအတွင်အော်တိုဘားလ9ရက်နေ့တွင်ဆက်ချွေရမှုကြောင့်ဒရုန်းတစ်စင်းပျက်စီးဆုံးရှုံးခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုကို KNL ပူးပေါင်းတပ်ဖွဲ့နဲ့အတူ KNL အဖွဲ့ကပေါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေါ်လန်ရီတပ်ဖွဲ့ဝင်များထိခိုက်မှုပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးလောင်လုံးမြို့နယ်အတွင်းစစ်တပ်ကကြီးရီလီစစ်စင်ရေးဖြင့်စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီးဖုံးလိုက်များပါဖျက်တောက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းလောင်လုံးမြို့နယ်အတွင်းအချမ်းဖတ်စစ်တပ်ကကြီးရီလီစစ်စင်ရေးဖြင့်စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီးဖုံးလိုက်များပါဖျက်တောက်ထားကြောင်းဒေသခံပြည်သူများနှင့်စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရသည် နိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးလောင်လုံးမြို့အနီးရှိရင်းမော်ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်တောင်းထိုးပုံရောက်လာပြီးနောက်ဒေါ်လန်ရီတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါတယ်ထိုစစ်ကြောင်းသည်လက်ရှိချိန်ထိညင်းမော်ရွာမှပြန်လည်ဆုတ်ခွာခြင်းမရှိသေးပေတော်လန်ရေးတပ်ဖွဲ့ဝင်များနှင့်စစ်ရေးဆက်လက်တင်းမာနေစေဖြစ်ကြောင်းရင်းစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခြင်းများကြောင့်စစ်ကြောင်းကညင်းမော်ရွာအတွင်မှရှေ့ဆက်တိုးနိုင်ခြင်းမရှိသေးကြောင်းသိရပါသည် ထို့သို့စစ်ကြောင်းဆက်လက်တိုးနိုင်ခြင်းမရှိသောကြောင့်အကြံဖတ်စစ်တပ်ကလောင်လုံးမြို့နယ်အတွင်ကြီးရည်လေးစစ်စင်ရေးဖြင့်စစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းထို့ပြင်ဒဝယ်မြို့ပေါ်တွင်လည်းအကြံဖတ်စစ်တပ်ကအင်အားဖြည့်တင်ထားပြီးလောင်လုံးမြို့နယ်အတွင်ရေလံဖြင့်ပို့ဆောင်ရန်ပြင်ဆင်နေကြောင်းလောင်လုံးမြို့နယ်အတွင်ဖုံးလိုင်းများကိုလည်းစစ်တပ်ကဖြတ်တောက်ထားကြောင်းသိရပါသည်အခုစစ်ခွေးတွေကကြီးရည်လေးစစ်စင်ရေးပုံစံမျိုးနဲ့လောင်လုံးမျိုးနဲ့တစ်ခုလုံးကိုစစ်ချောင်းထိုးမဲ့ပုံစံရှိနေတယ်။အခုလည်းရဟတ်ရင်တွေတောက်လျှောက်ကိုပြန်တန်းနေတယ်။ရှေးချောင်းမှလည်းစစ်သင်္ဘောတွေအကုန်လုံးဖြန့်ကျက်ထားတယ်။ သူတို့စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်မြို့နယ်တစ်ခုလုံးကိုလည်းဖုံးလိုင်းတွေဖြတ်ထားတယ်အခြေအနေကတော်တော်လေးရှုပ်ထွေးနေတယ်နောက်လုံးမြို့နယ်တစ်ခုလုံးကိုစစ်စည်ရေးလုံးမဲ့ပုံစံမျိုးဖြစ်နေတယ်လမ်းကြောင်းတွေလည်းအကုန်လုံးဖြတ်တောက်နေတယ်ဟုစစ်ရေးတရင်ရင်မြက်ကပြောဆိုပါတယ်ထို့ပြင်အော်တိုဘာလ26ရက်နေ့ကလည်းလောင်လုံးမြို့နယ်မောင်မကန်ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးရဲစခန်းတစ်ခုလုံးကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း စကန်သိန်းတိုက်ပွဲအတွင်းအချမ်းဖတ်စစ်တပ်ဘက်မှဆက်နက်ဦးသေးဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး UC အမျိုးအစားတနက်6လမ်း G3 အမျိုးအစားတနက်9လမ်း Shotgun Smoke Gun 2လမ်း Commando စိမ်ပြောင်း2လမ်း6လုံးပြူလေးလမ်းစုစုပေါင်းလက်နက်မျိုးစုံ21လမ်းဂျမ်ပါ12လုံးနဲ့ခရရန်များသိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။